်ချင်းပြည်နယ်မြင်းကြီးနားမြို့အခြေဆိုင်အမှတ်213ချင်းမြန်တက်ရင်ခမရ211ရဲ့ဒုတိယတက်ရင်မှုဟာရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတာဝန်ကျပြီးသတင်းနှစ်ပတ်အကြာမှာပဲအရခါတတော် AA ရဲ့စနိုက်ပါထိမှန်ပြီးတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ခမရ211ဒုတက်ရင်မှုဘုံမှုဝင်းတန်ဟာကြောက်ဖြူမြို့ကိုမေလ26ရက်ကလေကြောင်းကနေရောက်ရှိလာခဲ့ပြီးဂျော်လ9ရက်မနက်ပိုင်းကခမရ9လေးနှစ်တက်ရင်မှုထံသတင်းပို့ပြီးအပြတ်မှာစနိုက်ပါကြီးထိမှန်ခဲ့တာလို့သိရပါတယ်။ ငါးလေးနှစ်တည်းကအပြန်မဆောက်ပြတ်တော့ဘယ်နာလဲတော့ကျွန်တော်မပြောဘူး။ကြောက်ဖြူကစစ်တပ်ရင်းတွေနဲ့စခန်းတွေကလွဲလို့အေအေကအနေမြေဆုံးဖို့ထားတာပါလို့ဒေသခံဒင်းမြက်ကပြောပြပါတယ်။အသက်39နှစ်ရွယ်ဗိုလ်မှူးဝင်းတန်ဟာမကွေးတိုင်းထီးလင်းမြို့ကဖြစ်ပြီးသူ့ရဲ့ဇနီးဖြစ်သူဟာမြကြီးနားလေစိမ့်မှာတာဝန်ကျနေတဲ့သူရဲ့အုပ်ဖြစ်ပါတယ်။ရော့အလောင်းကိုလေချောင်းနဲ့ပဲပြန်တဲသွားခဲ့ပြီးနာရီကိုခမရ1.1အရာရှိရိုက်တာမှမင်းကပြုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။ ဗိုလ်မှူးဝင်းသက်မသိဆုံးမီရက်အနှင်းငယ်ကပဲတမဆက်တဲ့နေပြူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်လဲကြောက်ဖြူမျိုးမှာအေအေရဲ့စနိုက်ပါလက်ချက်နဲ့သိဆုံးခဲ့ပါသေးတယ်။ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်အရာရှိတွေကြာဆုံးတာအဖမ်းခံရတာအများဆုံးကြုံရတဲ့ဒေသဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာ2023ခုနှစ်နိုဝင်ဘာ23ကစတင်ခဲ့တဲ့10-20ခေါ်စစ်စင်ရေးအတွင်းဗိုလ်မှူးချုပ်၄ဦးကိုအေအေကဖမ်းမိထားသလိုအတည်ပြုနိုင်တဲ့စီးရင်တွေအရဗိုလ်မှူးကြီး၅ဦးထပ်မံနဲ့သိဆုံးခဲ့ပါတယ်။ လက်ရှိမြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေတဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်အရာရှိတွေတေဆုံးတာအဖမ်းခံရတာတွေရှိလာပြီးရှေ့တန်းရောက်တပ်ဖွဲ့ဝင်အချို့လည်းအေးအေးထမ်းမှလက်နက်ချအညံ့ခံမှုတွေရှိလာတယ်လို့သိရပါတယ်ရှင်။